ရိုးရမပြတ်အနီးကပ်လေးနဲ့နိုင်ခဲ့တဲ့ညီမလေးအားလုံးပဲမင်္ဂလာပါညီမလေးတို့တင်ကတော့ဒီရာဒီမာနိုင်ပွဲယူရတာထက်အနီးကပ်ယူရတာကိုပိုပြီးဆွဲလန်းနေပုံရပါတယ်ဒီရာဒီမာအနီးကပ်တွေပြူပြောင်းယူနေတဲ့ညီမလေးတို့ကဒီဘက်ဂျာရဲ့ချိုရီဖလားပွဲမှာလည်း Wolfthing ကိုအနီးကပ်နဲ့အနိုင်ယူသွားခဲ့ပါတယ် Wolfthing ဟာဒီရာဒီမာတော်တော်လေးအချိန်ကြီးမကောင်းဖြစ်နေပြီးတော့အနိုင်ဆိုတာအဆိုလိုလားလို့မေးယူရတဲ့အပြင်ဖြစ်နေပါတယ် မာလီတို့ကတော့အသာစီးကစားနိုင်ခဲ့ပြီးတော့ဂိုးတွေပြန်ပေးထားခဲ့ရတယ်လို့နောက်ဆုံးမှအနီးကပ်လေးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။မြန်မာတော့ညီမလေးနဲ့ဘူးတင်လို့ရှင်ပန်ခဲ့ကြရတယ်။အချိုကြီးဖလားပွဲစဉ်လေးကိုပြင်ဆင်ပေးနေပါတယ်။အတင်းစလုံးကတော့အချိုကြီးဖလားဖြစ်တာကြောင့်အဓိကကစားသမားတချို့နဲ့အရန်လေးကိုပေါင်းဆက်ပြီးပထိုလာပါတယ်။မာလီတို့ရဲ့တိုက်စစ်မှာလူငယ်လေး George ကပဲဦးဆောင်လာပြီးတော့အခြားချဲ့ပွင့်တွေဖြစ်ကြတဲ့ Gideon နဲ့ Estiva တို့လည်းပတ်ထွက်ခဲ့ပါတယ်။မာလီတို့ရဲ့ first line ရဲ့ player များစုကအရန်ကွန်မန်ဝဲရှိနေကြတာဖြစ်ပါတယ်။တပတ်က Wolf တင်းကလည်း full line နဲ့ပတ်ထွက်လာခဲ့တာမဟုတ်ဘဲနဲ့အရန်ကစားသမားတွေကိုလည်း लिए आपकी लागे वारे ပွဲစား9မိနစ်လောက်မှာတင်ညီမလေးတို့ဘက်က Andrew Santos ရဲ့ဂိုးနဲ့ဥဆောင်နိုင်ခဲ့ပြီးတော့တိတ်မကြခင်မှာတင်မဲ့ Josh ကဒုတိယဂိုးကိုထပ်မံသွင်းယူခဲ့ပါတယ်။ဒီမှာပိုင်းကတော့ညီမလေးတို့ရဲ့ချေညီမလေးတို့ရဲ့လက်ဖြစ်နေပြီးတော့ဘောလုံးပန်ဆိုင်မှုအသာနဲ့အခွင့်အရေးပိုင်းမှာလည်းအသာရရှိခဲ့ပါတယ်။ပထမပိုင်းမှာတင်သုံးဂိုးကိုမရှိလောက်ဖြစ်နေတာကြောင့်ပွဲကလည်းပြီးသလောက်ဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့ဒုတိယပိုင်းမှာတစ်ဖက်က Wolf တင်းကလည်းရေခုံမှုတွေပြန်ပြေးသွားခဲ့ပါတယ်။ဒုတိယပိုင်းအစမှာ Wolf တင်းဘက်ကခြေပါဂိုးတွေကိုစတင်ရရှိခဲ့ပြီးတော့မိနစ်80လောက်မှာနောက်ထပ်ခြေပါဂိုးပါရရှိသွားခဲ့ပါတယ်။တကူတာပြတ်တော့တဲ့အချိန်မှာနည်းနည်းလေး ီးဆိုရင်စရာဖြစ်လာခဲ့ပြီးတော့လူစားဝင်လာတဲ့ဒီလက်ကပါနှောင်းဝါသမီးနဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။တယောက်ရောဖြစ်သွားခဲ့တာကြောင့်ချီပါကိုထပ်ပြီးရမှာဆိုရင်ခဲ့ရပြီးမယ်။နောက်ဆုံးညီမလေးတို့ကလည်းအနိုင်ကျစီမဲ့ကိုကိုထပ်မှန်ပင်ပါခဲ့ပါတယ်။ ီကိုတော့ခေတ္တငါပဲသိမ်းသွားကြတာဖြစ်ပါတယ်။နောက်ကျင်းအချိန်ပေါ်မှာ roof သိမ်းဘက်ကလည်းချစ်ပါကိုတခုပြင်ရလိုက်ပြီမယ်။ပေါ်ရတော့၄ကို၃ကိုနဲ့ပဲပြီဆုံးသွားခဲ့ပါတယ်။ဒီနိုင်ပွဲနဲ့တူပဲညီမလေးတို့ကအချွေဘလောက်နောက်တစ်ဆင့်ကိုတလန်းနိုင်ခဲ့ရစေပါမယ်။ပွဲအများစုပြောင်းမို့ပြောင်းထုတ်ခံရတာကြီးကတော့အဆင်မပြေဘူးလို့ပြောမှာဖြစ်ပါတယ်။ဒဂန်ကတက်တက်လာတဲ့ဒီလက်တယောက်ကလည်းနှဝသနီးချစ်သွားခဲ့တာကြောင့်ပွဲပယ်ခံရဦးမှာဖြစ်ပါတယ်။ဒါမဲ့အပတ်မှာချစ်ပါယူနဲ့လန်ဒန်ဒါဘီကစားမှာဖြစ်လို့ညီမလေးတို့ဒီနဲ့ပရီးမီယာလိမှာနိုင်ပွဲပြန်ရှာနိုင်မှာဆိုတာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။စုံနေကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။